ားလုံးမင်္ဂလာပါပုံမှန်တင်ဆက်နေကြဖြစ်တဲ့မြန်မာပြည်တွင်းမှာရှိတဲ့ truck lorry ကားဆိုင်ကြီးရဲ့ lanky အခက်ခဲကြမ်းတမ်းတွေကိုဘယ်လိုမျိုးစကေးချမ်းတွေနဲ့တူတူဖြတ်တန်းလဲဆိုတဲ့ video ကိုကျွန်တော်တူတူကြည့်လိုက်ပါမယ်ဆိုတော့မြန်မာတွေ့ရတဲ့အတိုင်းပဲကျွန်တော်တို့ရဲ့မြန်မာနိုင်ငံ တချို့တချို့သော သူများမရောက်ဖူးသေးတဲ့ဒေသတွေမှာကျွန်တော်တို့ကားဆိုင်ကြီးတွေကုန်စည်စီစဉ်မှုမပြတ်စေဖို့အတွက်အသက်အန္တရာယ်တွေနဲ့ရင်ပြီး သွားနေရတဲ့တကယ်စွန်စားကန်းဗီဒီယိုတွေကတဲထိတ်ရင်ဖို့ကောင်းလာပါတယ်ဆိုတော့ကျွန်တော်တို့ဒီဗီဒီယိုတွေကိုဆက်ကြည့်လိုက်အောင်เนาะ ိမ်နဲ့ဝေးရအရရောက်မှ600ခီးဝေးရပိုဝေးနေတယ်။လမ်းအကျန်းခီးရပန်းဒါပေမဲ့လေမနေ့ဘွားကိုအမေပေးရဲ့စိတ်ခွန်အားပန်းလေးတွေနဲ့ပါတယ်ပါတယ်ပြီးပြီပြီးပြီကျွန်တော်ဘွားတူကားဆရာကြီးတော်တော်များများကလမ်းပေါ်ရောက်သွားရင်ညီလူကိုလိုကိုတကယ်ကိုရင်နေနေဖြစ်သွားတာပါ ဆိုတော့တယောက်ခက်ခဲတယောက်ကုညင်းနဲ့မှလမ်းပေါ်မှာဒီလိုပဲတွားရတဲ့ခီးတွေမြင်ရတဲ့အချိန်ပဲဘယ်ကဘယ်ကောက်ဆွဲနေမှန်းတော့မသိတော့နော်ဒီဖော်လန်လေးကိုဟိုဘက်ကားနှစ်စီးဝိုင်းတောင်းဆိုတော့အနေထားကမြင်ရတဲ့အချိန်ပဲအိုးအိုးပါတယ်ပါတယ်အကောင်ဘတ်နေဒီဘက်ကောင်ရှိနေအေးဝိတ်နေဆိုတော့အကောင်လေးပါပါချသွားနော်အေးမိုက်တယ်မိုက်တယ် တယောက်နဲ့တယောက်ကဒီလိုပဲဖိမကူညီနေပဲရှေ့ကိုခီးဆက်ရတာဗောနော်ဆိုတော့အားလုံးညီးနေမှလည်းဒီလမ်းကြီးကသွားလို့ရမယ်နေတာဆိုတော့မြင်ရတဲ့အတိုင်းပဲเนาะရှေ့ကပေါ့စာအလေးကပေါ့စာအေးအေးဟိုဘက်ကဟာမှဒေတိုက်တွေဆိုရင်ဘောကတ်ယုံတာကြည်ရတော့เนาะ ုက်တယ်နော်ရှေ့မှာရှုံနေမှတကယ်မြောင်းကြီးကိုကြုံပြရလွဲတော့မလွဲဘူးပြန်ထားရရင်ကြည်နေရင်တော့ကြည်လို့နော်ဟိုအေးဆေးပါလို့ထင်ရပြီမြင်တကယ်ကိုခက်ခက်ခက်ခဲနဲ့ရုံကန်နေရတယ်လန်ခီခက်ခဲတွေပါဆိုတော့လမ်းပေါ်မှာတွာလာလှုံရှားနေရတဲ့ကားဆိုင်တွေအလုံးအနေနဲ့ကင်းပေးရှင်ဆောင်နဲ့လိုရာခီကိုချော့ချော့မွမွရောက်နိုင်ကြပါစေကျွန်တော်ရဲ့ဗီဒီယိုကိုဒီနားမှာပဲအဆုံးသတ်ခွင့်ပြုပါ အဲပွင့်လင်းရမသိရောက်လာပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်လိုမျိုးလန်ခီးတွေကိုဘယ်လိုမျိုးကားဆိုင်တွေဖြတ်တန်းရလဲဆိုတဲ့ဗီဒီယိုတွေကိုဆက်လက်အဲတင်ပေးတော့ပါမယ်အားလုံးပဲကျေးဇူးများတင်ပါတယ်ဗျာ